Nescafe တောက်ရင်စုစုပေါင်း7300ကျော်တန်မှုရှိဘလာမဘာတယ်လီနော့ဖုန်းငွေဖြည့်ကံများရရှိနိုင်မဲ့ခွင့်ရလာပါပြီ Nescafe 31 Rich and Aroma ထုတ်ကြီးတိုင်းမှာတရာကျပ်မှ9000ကျပ်အထိတယ်လီနော့ဖုန်းငွေဖြည့်ကံများထည့်သွင်းထားတာကြောင့်နှီးစရာဆိုင်များမှာဝယ်ယူကန်ဆယ်ရင်ကိုချစ်တဲ့သူတွေနဲ့ပုံမဆက်သွယ်လိုက်ရအောင် ဘူးတော့နေလေပုံလေးမရလာဘူး။ဘယ်မှာလဲ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမျိုးသားချမ်းမာရေးကွန်ရက်နဲ့လူရည်ကျွန်1964 1988အဖွဲ့တို့ရဲ့နယ်လက်ချမ်းမာရေးစောင့်ရှောက်မှုအနေနဲ့ဒီဇင်ဘာ18ရက်နေ့ကလိုင်တရာ9ရက်ကွက်နှစ်ကျိတ်ရှိစုအောင်မင်္ဂလာဓမ္မယုံမှာပြုလုပ်ခဲ့တာပါအမျိုးသားကျမ်းမာရေးကွန်ရက်ဟာနယ်လက်ကုသမှုတွေလုပ်ပေးခဲ့သလိုလူရည်ကျွန်း1964 1988အဖွဲ့ကတော့ပြည်သူလူထုအတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတရက်တာပါဝင်ဆောင်ရွက်ဖို့ရည်ရွယ်ပြီး2014ခုနှစ်ဩဂုတ်မှာလူရည်ကျုံကုသိုလ်ဖြစ်စည်းကမ်းကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။2013ခုနှစ်လောက်ကလေးကနေလေကျမ်းမာရေးစောင့်ရှောက်မှုတွေကိုလုပ်ခဲ့ပြီးအမျိုးသားကျမ်းမာရေးမူဝါဒကိုရေးဆွဲပေးခဲ့ကြောင်းနဲ့ကာကွယ်ရေးကိုဦးစားပေးပြီးလှုပ်ဆောင်နေတယ်လို့ဆိုသူကဦးစောဝင်းမှာ 2013ခုနှစ်ဆိုတော့ဒီ NLD အစိုးရမတက်သေးပါဘူး။ဒါပေမဲ့အဲ့ဒီတည်းကဆရာတို့ကပြင်ဆင်ထားပါလေ။အဲ့ဒီတည်းကစပြီးတော့လေဒီနယ်လေကျမကြီးဆောင်းချောက်မှုတွေသွားခဲ့တယ်။အဲ့ဒီလိုသွားခဲ့တဲ့အတွက်ကြောင့်နယ်မှာရှိတဲ့ပြည်သူလူထုရဲ့ကျမကြီးအခြေအနေကိုသိရ National Health Policy ဆိုတာကအမျိုးသားကျန်းမာရေးလူဝါဒကိုရေးဆွဲပြီးတယ်ဒီ NLD ရဲ့အစိုးရရဲ့ policy မှာကိုက ်ဒီနေရီကိုသွားလိုက်တဲ့အတွက်ကြောင့်ပြည်သူလူထုကိုအခြေပြုတဲ့ကျမ်းမာရေးစနစ်ကို လုပ်ဖို့လိုတယ်နောက်တစ်ခါဒီ public health အပိုင်းပေါ့နော်နောက်တစ်ခါဒီ preventive care ဆိုတာကဟိုဒီကုသလာတဲ့ကာကွယ်ရေးကိုပါတို့ဦးစားပေးပြီးတော့လုပ်မယ်ဆိုတဲ့အစီအမံတွေလုပ်ခဲ့ပါတယ်လူရည်ကျွန်ဖွဲ့ဟာပြည်သူကျမ်းမာရေးကိုစောင့်ရှောက်ပေးနေသလိုကျောင်းဆက်မတက်နိုင်သူတွေကိုလည်းထောက်ပံ့နေတယ်လို့ဆိုရဲဒေါက်တာခင်ယူပါစိုးကတော့ ဖွဲ့စည်းတွေပူးပေါင်းလှုပ်ဆောင်ရလို့ကျေးဇူးတင်နေပါတယ်ဒါတွေဦးတည်ထောင်မှုဖြစ်တဲ့အတွက်ကြောင့်မလို့မျိုးနယ်မှာဒီလိုမျိုးလေးပေါ့လူရေကြုံခွဲရလဲလာပြီးတော့ပူပေးတယ်ကိုကိုတိုင်းကလည်းလူရေကြုံဖြစ်တယ်ပေါ့နော်နောက်ပြည်သူလူထုတက်တဲ့ဆိုတော့ကျမတို့ကျမရေးဝန်ကြီးဌာနကနေလုံနေရတယ်ကျမတို့ကပြည်သူလူထုကျမရေးတွေတက်လုံနေရဖြစ်ပါတယ်အဲ့ဒီဒီလိုမျိုးလေးပူပေါင်းဆောင်ရွက်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လူရေကြုံခွဲရေးကိုလည်းပို့ပြီးတော့ကျေးဇူးတင်တာကတော့ကျမတို့ဒီလူရေကြုံစေကန်းလေးဖွင့်ပြီးတော့နော်ကျမတို့ပြည်သူလူထုရဲ့ကျမရေးတစ်ဖက်တစ်လမ်းနေပြီးတော့ပူညီပြီးတော့ဆောင်ဆောင်ပေးနေတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ ကျမ်းမာရေးအတွက်ခုလိုပူပေါင်းစောင့်ရှောက်ပေးတာကိုကြိုးစွနေသူကတော့ကိုစောစောလင်းပါအဓိကတော့ PPV ကိုပြောချင်တာပါ PPV ကိုယ်တိုင်ကလည်းကျမ်းမာရေးအသိရှိဖို့လုပ်တယ်။တာမန်ယောဂတိတိလေးကလည်းမချီးတော့မချီးတော့ပါเนาะအဲ့ဒါမျိုးလေးတွေ။နောက်ဆက်ကအခုလာပူပေါင်းဆောင်ရွက်တဲ့ဟာကိုလည်းကျွန်တော်တို့ကဒီလိုရောက်နေတယ်ပေါ့เนาะဒါလေးလေးနက်နက်ကိုကျွန်တော်တို့ကြိုးစိုးတယ်ဝမ်းလဲဝမ်းသာ